အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်စစ်တပ်ထံသို့ဖုံးသုံးဆွဲသူများ၏အချက်အလက်များလွှဲပြောင်းပေးခဲ့သောတယ်လီနိုဆက်သွယ်ရေးကုမ္ပဏီကိုဥဖြိုးစေရသောဤစနီမတ်သစင်ညွန့်အောင်နှင့်လူခွင့်ရေးအဖွဲ့များကနော်ဝေနိုင်ငံတွင်ဖူးပေါင်းတရားစွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အာနာသိန်းစိအုပ်စုကမတရားဖန်စီပြီးကျိုးမင်ပီကတည်တံချခွက်မြက်ခံခဲ့ရသည့်ခိုဖြိုးစီရတော်ရဲ့ဇနီးဖြစ်သူမတ်သစင်ညွန့်အောင်နှင့်လူခွေရေးလှုပ်ရှားမှုအဖွဲ့တွေဖြစ်တဲ့ Defend Myanmar Democracy မြန်မာ Internet Project တို့ပူးပေါင်းပြီး Norway ဆက်သွယ်ရေးကုမ္ပဏီ Telenor ကိုနော်ဝေနိုင်ငံမှာစတင်တရားဆွဲလိုက်ပြီလို့ Defend Myanmar Democracy အဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောပါရတယ်။ တယ်လီနော်အသုံးပြုသူတွေရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းကောလော်တွေကိုစေအုပ်စုထံလွှဲပြောင်းပေးအပ်ခဲ့ပြီးမကြာမီစေအုပ်စုရဲ့ဖန်ဆီးကွက်မျက်ချင်းခံခဲ့ရသော NLD လွတ်တော်ကိုစစ်လေလောင်ဦးဖြိုးစေရတော်ရဲ့ဆက်နီးမတ်သေညွန့်အောင်အပါဝင် Defend မြန်မာဒီမိုကရေစီအဖွဲ့နဲ့မြန်မာအင်တာနက် project အဖွဲ့တို့ပူးပေါင်းပြီးတယ်လီနော် ASA ကိုနော်ဝေနိုင်ငံမှာတရားစွဲဖို့စီစဉ်ခဲ့တာလို့ဆိုပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်တပ်ကအာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်သူတွေအပေါ်စေအုပ်စုကအင်အားသုံးအကြမ်းဖက်နှိမ်နှင်းမှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်နေချိန်ဒယ်လီနော့ကအသုံးပြုသူပြည်သူတွေရဲ့မိုဘိုင်းဒေတာအချက်အလက်များကိုစေအုပ်စုထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလွှဲပြောင်းပေးအပ်ခံရတဲ့အချက်အလက်တွေထဲမှာဒယ်လီနော့အသုံးပြုသူတွေရဲ့အမည်၊လိပ်စာ၊နိုင်ငံသားစီစီရေးကပ်ပြားနှံပန်းဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေနဲ့နောက်ဆုံးတိနေရစတဲ့အလွန်အလျင်များပြီးထိရှာလွှဲတဲ့အချက်အလက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။ အခုလိုတယ်လီနော့ကပေးအပ်ခဲ့တဲ့ data အချက်လက်တွေကိုအသုံးပြုပြီးစေအုပ်စုကအရက်သားတွေကိုခြေရာခံတောင်းထိမ့်သိမ်းတာနဲ့ညှဉ်းပန်းနှိပ်စက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဖြစ်ရပ်နဲ့ဆက်ဆက်ပြီးစတေးခံရသူများစွာဟာအာရမဖန်စီနှိပ်စက်ညှဉ်းပန်းထောင်ချခံခဲ့ရပြီးအ ਨੇ ဆုံးလူတအူကွက်မြက်ခံခဲ့ရတယ်လို့ Defend မြန်မာဒီမိုကရေစီအဖွဲ့ကဆိုပါတယ်။အသုံးပြုသူတွေရဲ့အချက်လက်တွေကိုစစ်အုပ်စုထံလွှဲပြောင်းမပေးဖို့အရက်ဖက်အဖွဲ့အစည်းများစွာကတရားဝင်တောင်းဆိုတားမြစ်နေတာတွေကြောင့်တယ်လီနိုဟာအချက်လက်တွေကိုလွှဲပြောင်းပေးအပ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီကနေတယ်လီနော့ကပိုင်ဆိုင်မှုများကိုအပြီးထိုင်ရောင်းချပြီး2022ခုနှစ်ထဲမှာမြန်မာနိုင်ငံကထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီအချိန်မြန်မာနိုင်ငံမှာတယ်လီနော့သုံးဆွဲသူဖြီသူ22တန်းကျော်ရှိနေခဲ့တယ်လို့ Defend မြန်မာ Democracy အဖွဲ့ကဆိုပါတယ်။ ဒီအမှုကစီးပွားရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကလူအသက်ဘဝများစွာအပေါ်ဆိုးရွားစွာအန္တရာယ်ဖြစ်စေခဲ့တဲ့အခါအထူးသဖြင့်မြန်မာနိုင်ငံလိုပြည်ပခဖြစ်ပွားရာဒေသမျိုးမှာစီးပွားရေးလုပ်ငန်းတွေအကောင့်ထေပေါ်တဲ့အခါအဆိုပါစီးပွားရေးလုပ်ငန်းတွေရဲ့တာဝန်ယူမှု Corporate Accountability နဲ့သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ကြီးကြပ်မှုတို့အရေးတကြီးလိုအပ်ကြောင်းကိုထပ်လောင်းအလေးပေးဖော်ပြတာဖြစ်တယ်လို့လူခွင့်ရေးလှုပ်ရှားတဲ့အရက်ဖက်အဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။ ချယ်လီနိုအတုံးပြူသူအလုံးရဲ့အချက်လက်တွေကိုလက်ရှိမှာစေအုပ်စုနဲ့ပတ်သက်ဆက်ဆက်နေတဲ့ရွှေပြိုင်ပြူကုမ္ပဏီကထိန်းချုပ်ထားပြီးရွှေပြိုင်ပြူဟာတယ်လီနိုရဲ့ပိုင်ဆိုင်မှုတွေကိုလက်ဗနွန်အခြေစိုက် M1 Crew နဲ့ပူးပေါင်းဖွဲ့ယူကာလက်ရှိမှာအတန်မြန်မာနာမည်နဲ့လုပ်ငန်းလည်ပတ်နေပါတယ်။ဆက်လက်ပြီးမြစ်ကြီးနားနဲ့ဖားကန့်ကိုညမထွက်ရအမိန်ပြန်လည်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြစ်ကြီးနားမြို့နယ်နဲ့ဖားကန့်မြို့နယ်တို့တွင်ညမထွက်ရအမိန်နဲ့လူစုလူဝေးမပြုတ်လို့ကြရန်အော်တိုဘာလာရှိရနေရက်စွဲဖြင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်လိုက်ကြောင်းသိရပါတယ်ည7:00နာရီမှနနက်4:00နာရီအတွင်းညမထွက်ရအမိန်နဲ့လမ်းမကြီးများအများပြည်သူသွားလာရလမ်းများလမ်းကျွင်းများလမ်းချများဥယျာဉ်များနှင့်အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင်လူငါးဦးနှင့်အထက်စုဝေးခြင်းမပြုလုပ်ကြရန်ထုတ်ပြန်ချက်တွင်ပါရှိပါသည်။လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပြက်ပြားစေရန်လှုံ့ဆော်နေသည့်အဖွဲ့အစည်းများရှိနေသောကြောင့်ရှာဇဝစ်ကျင့်ထုံးဥပဒေပုံမှ144အရထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။ စစ်ကော်မရှင်က2024ခုနှစ်မီလကလည်းမြစ်ကြီးနားမြို့တွင်ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖမ်းဆီးခံရသူများကိုအာမခံခြင်းနဲ့ခံဝင်ထိုးကပြန်ထုတ်ခဲ့ရကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။